ဒေါ်လန်ပြည်သူအားလုံးပဲမင်္ဂလာပါအကြပ်ဖက်စစ်တပ်ဟာဥရဖားရနဲ့စုပ်ပေးလိုက်တဲ့စခန်းပေါ်မှာဝါရဖြန့်မှုဗီဒီယိုရိုက်ကူးနေတဲ့အချိန်မှာလက်နေကြီးမိတာတအုပ်လုံးလဲတာပေါ့နော်ဗာလဲဆိုတော့အေကယာယီစုပ်ခွာပေးလိုက်တဲ့ကြောက်ဖြူမင်းမြင့်ရွာရေဒါစစ်စခန်းနဲ့ဝါရဖြန့်ဓာတ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစမှာအေအေပြစ်ခတ်လိုက်တော့လက်နေကြီးကြီးကြားရောက်ပေါက်ကွဲပြီးစစ်သားအများအပြားတေဆုံးသွားတယ်လို့ကျွန်တော်တို့သိရပါတယ် နော်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းမှာအေကယာယီစုတ်ခွာပေးလိုက်တဲ့ကြောက်ဖြူမင်းမြင့်ရွာရေဒါစခန်းတွင်ဝါဒဖြန့်ရိုက်ဖို့ဓာတ်ပုံရိုက်ဖို့ဦးရားဖားရနဲ့လူစုနေတဲ့အချိန်မှာထွန်းကြိုင်ကိုထွန်းကြိုင်တို့ကတော့ဒါလက်နက်ကြီးနဲ့ပြင်းထက်လိုက်တဲ့အချိန်မှာ တက်တက်ကြပြီးတော့စစ်ခွေးအများအပြားတိတ်ဆုံးသွားတာကိုကျွန်တော်တို့ဗီဒီယိုဖိုင်နဲ့တူတကွမျက်မြင်ကျွန်တော်တို့တွေ့လိုက်ရတာရိုက်ချက်ကောင်းကောင်းနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲတင်ထားတဲ့ကြောက်ဖြူမြို့နယ်မှာ မြေပြင်ဟာလာမင်းမင်းရွာရေဒါစခန်းကိုအချက်ဖက်စစ်ကော်မရှင်တပ်များအင်အားလုံးရင်းတွေထိုးစစ်စစ်ကြောင်ထိုးတိုက်ခိုက်လာတော့ကြောင်းတော့တိုက်ခိုက်လာတဲ့အချိန်မှာအေအာအနောက်ကိုဆုတ်ပေးလိုက်တယ်ပေါ့နော်ဆုတ်ပေးလိုက်တဲ့အချိန်မှာယာယီဆုတ်ခွာပေးလိုက်တဲ့အချိန်မှာအစစ်တပ်ကငါတို့ပြန်ရပြီဆိုပြီးဦးရဖားရနဲ့ပြည်သူချင်းထဲဖို့ဝါရဖြန့်ဖို့ဗီဒီယိုရိုက်နေတဲ့အချိန်မှာတက်တက်ကိုအပြင်းခံလိုက်ရတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်နော်